တူရီချမေစီများအားလုံးပဲမင်္ဂလာပါရှင်။လာမယ့်28ရက်6လ25ပေါ့နော်။အပိန်နေအောက်ကြံနေအပိန်နေမနှက်ညက်နေတော့ပါနော်။ဒါဆိုလို့ရှင်ထိတ်စီးလေးကိုအရင်ရှာရအောင်နော်ဒီမှာရှိတာခွန်ဒီမှာရှိတာရှစ် ခွန်ရှစ်နှလုံးပေါင်းတော့ပေါင်းခြင်းငါပါဝါ၃ညာနက်ကတ်တော့ငါ၃ညာ၃ဆိုပြီးထိတ်စီက၃လုံးရထားတယ်ဒီမှာထွက်ကနန်းက၃ညာရှစ်၃ညာထိတ်စီဆိုတော့ဒါကြောင့်မလို့ငါ၃ညာ၃မှာဒီမှာ၃ညာဆိုပြီးရထားတယ်เนาะဒါဆိုရင်ဒီမှာကရှစ်ဒီမှာကတော့ရှစ်၃နှလုံးပေါင်းတော့ပေါင်းခြင်းတပါဝါ6နက္ခတ်ရှစ်တ6ရှစ်ဒိစီ3လုံးပါเนาะဒါဆိုရင်သူကကြတော့ဒီမှာထောက်ကနန်းလေးက1ဒီမှာ1ဆိုပြီးတော့ရထားတယ်เนาะဒါဆိုဒီကလာမယ်မနက်ဖြန်အတွက်ပေါ့เนาะဆက်သွားမယ်၄ကိုနှလုံးပေါင်းတော့ပေါင်း င်ခြင်း၃ပါဝါရှစ်နက္ခန်း၅၃၅ဆိုပြီးတော့ထိစီက၃လုံးရထားတယ်ပေါ့နော်ဒါဆိုရင်ဒါကမနက်ပြန်တနေ့ကုန်စားအတွက်ရထားတဲ့ထိ၃လုံးပေါ့နော်ဒါဆိုရင်အခုဗရိတ်ကိုစပြီးသွားမယ်နော်ဒီမှာ၃ညဒီမှာ၃၃ည၃နှလုံးပေါင်းတော့ပေါင်းခြင်း၃ရမယ် ပါဝါက၈နက္ခတ်က935ပရိတ်ဆိုပြီးတော့ရထားတယ်เนาะဒါဆိုထွက်ကနန်လေးပေါင်းကြည့်အောင်3ည8 3ည8ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်း8 8ပရိတ်ဆိုပြီးထွက်ထားတယ်35မှာသူကဒီမှာ8ဆိုပြီးတော့အောင်ထားတယ်เนาะဒါဆိုဆက်သွားမယ်နှစ်ကိုနှစ်ကိုနှလုံးပေါင်းတော့ပေါင်းခြင်းတရတဲ့ပါဝါ6နက္ခတ်8 168ပရိတ်ဆိုပြီးတော့ရထားပါတယ်เนาะထွက်ကနန်လေးကဒီမှာ30တည့်3ည8ပေါင်းတော့ပေါင်းခြင်း1 1ပရိတ်ဆိုပြီးတော့ရထားတယ်เนาะဒီမှာက1ပါ ဒါဆိုရင်တိက3ည9နှလုံးပေါင်းတော့ပေါင်းချင်းခွန်ပေါင်းဝါကနဲ့နက်ခတ်က3ည9နဲ့3ညပရိဆိုပြီးတော့ရထားတယ်เนาะဒါဆိုရင်3ထိပ်7ထိပ်5ထိပ်ပါเนาะ3 8 5က3ထိပ်7ထိပ်5ထိပ်ပါ3ထိပ်7ထိပ်5ထိပ်ပါเนาะခွန်တဲ့ခါကြတော့ခွန်ပရိတ်ဆိုတော့3ဆိုရင်4 8 9ဆိုရင်6 နှစ်ပေါ့နော်ဒါကတော့ခုနှစ်ပရိတ်လေးပါနော်နှစ်ပရိတ်ဆို သုံးဆိုရင်၉ရှစ်ဆိုရင်လေ၅ဆိုရင်ခွန်ပေါ့နော်ဒါကတော့နှစ်ပရိတ်ပါသုံးညပရိတ်ဆိုတော့သုံးဆိုရင်ခွန်ရှစ်ဆိုရင်နဲ့၅ဆိုရင်၅ဆိုပြီးတော့သုံးညပရိတ်ဆိုပြီးတော့တွေ့ပါနော်ဒါဆိုရင်အောက်ကလေးကတော့3ဆိုရင်9ပြိတ်ဆိုတဲ့3လေးရဲ့8ကို9ပြိတ်8လေးရဲ့ပေါ့နော်ဒီနောက်ကကတော့ အော်ကောအနေနဲ့ထွက်လာရအောင်လက်ဖြတ်တနေကုံစာအတွက်ပါ3လေးနဲ့8လေးဆိုပြီးတော့ရှာတွေ့ထားတယ်ပေါ့နော်ဒါအားလုံးညီမရှာတွေ့တာကိုဆက်ပြတင်ဖြစ်ပါတယ်ပို့တော့မှာတော့ chat team နဲ့တက်မယ်ဆိုရင် like ပြီးတော့ကစားကြပါနော်အားလုံးပဲလက်ဖြတ်တနေကုံကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်